ဒီနေ့မှာတော့ Super Hero Fan နိုင်သိကျင်နေတဲ့မေးခွန်းတစ်ခုဖြစ်တဲ့ Super Hero တွေဘာလို့ Big ကိုအပြင်ထုတ်ဝေကြတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီအကြောင်းပြောရမယ်ဆိုရင် Super Hero Comic Book History ကိုအနည်းငယ်ပြန်ကောက်ရပါမယ်။ Super Hero Comic Book တွေစပေါ်ခဲ့တဲ့အချိန်က1940နှစ်ဝန်းကျင်တွေမှာစပြီးတော့ပေါ်ခဲ့ကြတယ်။အဲ့ဒီအချိန်ကယောက်ျားတွေအတွက်တန်ပါတယ်ခွားကြီးတယ်ဆိုတဲ့ဂုဏ်ပုဒ်က Mr. Olympia တို့မောင်ဆက်ကြဝလာတို့လိုကာယပလဗျံမွဲတွေရနေပြီးတော့အတော်လှမ်းမမှုရှိခဲ့တယ်။ ရုပ်ရှင်မင်းသားအာနိုတို့ဆိုရင်လည်းဒီပြိုင်ပွဲတွေကနေ inspire ဖြစ်ပြီးတော့ဘလာကြီးဖြစ်အောင်လေ့ကျင့်ခဲ့ကြတဲ့သူတွေလေသူတို့တွေကပစ်လေးတွေဝတ်ပြီးဘလာကြီးတွေပြပြီးပြန်ခဲ့ကြတယ်နောက်တစ်ခုကကြတော့စက်ကပ်ပွဲကြောင့်စက်ကပ်ပွဲတွေမှာအလေးတုံးတွေမှပြတဲ့ဘလာကြီးတွေက body suit နဲ့အဲ့ဒီအပေါ်မှာပစ်ထပ်ဝတ်ကြတယ်သူတို့ကတော့ body suit ကဖြောင်းကြီးဖြစ်နေတာကြည့်လို့မလာတဲ့အတွက်ခန္ဓာကိုယ်ပေါ်မှာ contrast ဖြစ်နေစေဖို့အတွက်ဝတ်ခဲ့တာပါအဲ့ဒီဖောင်းမီတွေကိုတော့ bit တို့ underwear တို့လို့မခေါ်ကြဘူးသူတို့ခေါ်တဲ့ဝါဟာရအတိအကျကတော့ trunk လို့ခေါ်တာပါ ဒါပေမဲ့ bit နေနဲ့ trunk နေနဲ့အဲ့ဒီခေတ်ကလူတွေရဲ့စိတ်ထဲမှာတမ်းမာတယ်ဆိုတာကို bit နဲ့တွဲပြီးမြင်ခဲ့ကြတယ်။ဒါကတော့ပထမအချက်ပါ။နောက်တစ်ချက်ကပုံနဲ့ရတဲ့နည်းပညာခက်ခဲကြအောင်ပါ။အဲ့ဒီခေတ်ကပုံနဲ့ဆက်တွေကဒီခေတ်လိုခေတ်မမီသေးတော့စေးသားတွေလည်းသိပ်မကောင်းဘူး။ပုံဆွဲတဲ့နေရာတွေမှာလည်း character တွေကခါးနေရာနဲ့ခြောက်နေရာကိုကိုယ်ကပြပြမြင်ရဖို့အတွက် line ဆွဲဖို့လိုအပ်လာခဲ့တယ်။ဒါပေမဲ့နည်းပညာခက်ခဲကြအောင် line ဆွဲမဲ့အစားခါးနေရာမှာမတူတဲ့အရာကိုသုံးလိုက်တာပိုပြီးအဆင်ပြေခဲ့တယ်။ အယောင်ဖြစ်တဲ့နေရာမှာလဲဝတ်စုံကတရောင်ခေါင်းတို့လက်တို့နေရာကတရောင်ခြေထောက်ကတရောင်ကွဲပြားပေမဲ့ body ကတော့တစ်ကိုယ်လုံးတရောင်နဲ့ဖြစ်နေတဲ့အတွက် art ပိုင်းအရာရောအယောင်တရောင်ဖြစ်လိုက်ရင်ပိုပြီးကြီးကောင်းလာတာမျိုးတွေရှိတယ်။အဲအကြောင်းအတိတ်က comic artist တွေက super hero တွေကိုဆွဲတဲ့နေရာမှာ big ကိုအပြင်ထုတ်ဆွဲခဲ့ကြတာပါ။နောက်ထပ်စိတ်ဝင်စားစရာအချက်အနေနဲ့ cartoon ဆရာတွေက super hero တွေကိုဆွဲလို့ရှိရင် naked body တွေကိုအရင်ဆွဲခဲ့ကြတယ်။ဘာလို့လဲဆိုတော့ပုံဆွဲတင်မှုတဲ့သူတွေဆိုရင်သိကြပါလိမ့်မယ်။ action pose တွေကိုဆွဲတယ်ဆိုရင် anatomy ကိုတခြားဆွဲရတာတို့ muscle တွေကိုတခြားလိလာပြီးထည့်ရတာတို့လုပ်ရတာရှိတယ်။ superhero comic တွေကိုလည်းဒီနည်းတိုင်းပဲ naked body တွေကိုအရင်ဆွဲခဲ့ကြတယ်။ပြီးမှဝတ်စုံတွေရောအပေါ်ကနေလိုက်ဖြစ်ကြတာပေါ့။အဲအကြောင်း superhero ဝတ်စုံတွေကကိုကျဝတ်စုံတွေဝင်နေကြတာပါ။ဒီနည်းနဲ့ဆွဲရတာကအလုပ်ဖြစ်တဲ့အပြင်ပုံနေရတာလည်းအဆင်ပြေအကြောင်းဒီလိုဆွဲခဲ့ရင်ကနေ superhero ဆိုရင်ကိုကျဝတ်စုံနဲ့ဘစ်အပြင်ထုတ်ဝေးရမယ်ဆိုတဲ့ stereotype ပုံစံမျိုးအထိဖြစ်လာခဲ့တာပါ။ အချိန်တွေကြာလာနဲ့အများဘစ်အပြင်ထုတ်ဝဲတဲ့ trend မိုက်တယ်ဆိုတာကနေ cringe လာတဲ့အချိန်တွေဖြစ်လာပါတယ်။အဲအကြောင်း comic book artist တွေက character တွေကို redesign လုပ်ရင်းလုပ်ရင်းနဲ့ဒီနေ့မြင်ရတဲ့ပုံစံတွေဖြစ်လာတာပါ။ဒါပေမဲ့ဘလို့ပဲ super hero တွေမှာဘစ်တွေပျောက်သွားပေမဲ့ဘစ်ပျောက်သွားလို့ကြည့်ရတာကြောင်းစစ်စစ်နိုင်သွားလို့ fan တွေကပါဘစ်ကိုအပြင်ထုတ်ပေးဖို့အတွက်တောင်းဆိုခဲ့ရတဲ့ hero တယောက်ရှိပါတယ်။သူကတော့တခြားလူမဟုတ်ပါဘူး။ super hero လောကရဲ့အုတ်ရှောင်း super hero တွေရဲ့မျက်နှာဖုံးလို့ကိုပြောလို့ရတဲ့ superman မှာ DC character တွေကိုခင်းနဲ့ညီ redesign နဲ့ထဲမှာ Superman လည်းပါခဲ့ပါတယ်။2017မှာထွက်ခဲ့တဲ့ New 52မှာ Superman ရဲ့ bit ပျောက်သွားခဲ့ပါတယ်။ shape အမျိုးမျိုးနဲ့အယောင်ကွဲအောင်လုပ်ထားတယ်ဆိုပေမဲ့ကျွန်တော်မျက်စိထဲမှာတော့ bit မပါတဲ့ New 52 Superman design ကကြည့်ရတာတခုခုလိုနေသလိုပါပဲ။ကျွန်တော်တို့က bit မပါပဲကြည့်ကောင်းတဲ့ Superman ဆိုလို့ Henry Cavill Superman ပဲရှိပါတယ်။ဒါတော့မင်းသား Henry Cavill မလို့ပါ။ comic book fan တွေကလည်းအဲ့ဒီလိုခံစားချက်တူခဲ့ပုံရပါတယ်။ နောက်ပိုင်းထွက်လာတဲ့ comic book တွေမှာတော့ Superman ကပြစ်ပြယ်မှုခဲ့တယ်လို့ James Gunn ရဲ့ DCU Superman ဆိုရင်လည်း Big ကိုအပြင်ထုတ်ဝင်မှာပါ။ဘာလို့လဲဆိုရင် Superman ရဲ့အပြင်ထုတ်ဝင်တဲ့ Big က iconic ဖြစ်လွန်းလွန်းဒီဇက်ကောင်ဆိုရင်ဒါပါမှပြည့်စုံသွားတယ်ဆိုတဲ့အနေအထားမျိုးအထိဖြစ်သွားလို့ပါ။ comic book furniture မှာလည်းဒီကိစ္စကနောက်စရာဆွေးနွေးစရာ debate လုပ်စရာ topic တခုဖြစ်ခဲ့ရတဲ့အထိ iconic ဖြစ်ပါတယ်။မြင်သာအောင်ပြောရရင်တွပီကပစိုး ground ချက်မဟုတ်တော့ဘဲနဲ့ဘောင်းမီပြောင်းဝင်သွားတယ်လို့မျိုးပါ။ဘောင်းမီကခင်းနဲ့ပို့လိုက်ပြီးအမဲလိုက်ရမှာလဲ realistic sense နဲ့ပြောပြော တွတ်ပြီဆိုရင်ပစိုးကောင်ကြိုက်ပါမှတွတ်ပြီဆန္ဒမျိုးပါစူပါမန်ရဲ့ပစ်ကလည်းဒီလို icon ဖြစ်တဲ့အတွက်ခစ်တွေဘလောက်ပြောင်းပြောင်းဒီနေ့အထိပစ်အပြင်ထုတ်ဝတ်တဲ့စူပါမန်ကလည်းကြည့်လို့ကောင်းဆုံးဖြစ်နေတာပါကဲဒီနေ့အတွက်ဗီဒီယိုကတော့ဒီလောက်ပါပဲ brother တို့ sister တို့ရောစူပါဟီးရိုးတွေဆိုလို့ရှိရင်ပစ်အပြင်ထုတ်ဝတ်တာကိုကြိုက်ကြလားအထက်ထပ်ဝတ်တာကိုကြိုက်ကြလားအမြင်တွေကို comment မှာဝင်အောင်ဆင်နွှဲရေးသားသားလို့ရပါတယ်ဗီဒီယိုလေးကို like လုပ်ပြီး channel ကို subscribe လုပ်ရတဲ့ရင်လည်း subscribe လုပ်သွားပေးကြပါအောင်မြတ်အားလုံးကျေးဇူးတင်ပါတယ်